းသွားရေးနဲ့ဘယ်ကတငယ်ချင်းနေမိတ်ဆွေတွေနဲ့ရောက်သွားတဲ့အချိန်မှာတွေးခေါ်ရတဲ့မျိုးပြောင်းသွားတာပေါ့နော်ဒီအနုပညာဆိုလည်းစီးပွားရေးပဲဆက်ဆက်နေတယ်ရင်တော့တော့အနုပညာဆိုတော့ကိုဝါသနာပါတဲ့အရာလေးပဲလောက်တာပေါ့ဒါပေမဲ့ဒီအနုပညာဆိုလည်းနောက်ပိုင်းမှာ branding တခုပဲလေကိုယ့်ရဲ့ branding ကိုဘယ်လိုတည်ဆောက်မလဲကိုယ့်ရဲ့ image ကိုဘယ်လိုမျိုးဟိုပရိသတ်တွေကိုမြင်စေချင်လဲဆိုတဲ့အပေါ်မှာပဲရွေးချယ်သွားတာဖြစ်တဲ့အတွက် mindset လေးတော့ချိန်သွားတာပေါ့နော်အဲ့ဒီပေါ်မှာလည်းဖန်တီးတဲ့တခြင်းလေးရဲ့နောက်ပိုင်းမှာလည်းပြောင်းလဲသွားဖို့ရှိပါတယ်ဒါပေမဲ့ဝါလီတို့ကတော့ငငယ်လေးတွေကဂီတကိုလောက်ခဲ့တာဖြစ်တဲ့အတွက်ဂီတကိုတော့အနှစ်ရတာရှိတဲ့ နေရာလေးတွေပဲကြံခဲ့ချင်တာဗောနော်ပြန်လဲကြည့်ရင်ကို့မှာဟိုဒီနောင်တရရဆရာဆက်ဆရာကောင်းတဲ့အရာမျိုးလေးတွေတော့မရှိဘူးလို့တော့မရှိအောင်လို့တော့လုပ်သွားမယ်ဗောနော် congratulations ကိုတားဟုတ်အဲကိုတားကြီးနဲ့ဒီနေ့ကတော့လရွေးစင်တီများရဲ့ဟိုတချင်းလေးကိုဒီနေ့မိတ်ဆက်ပြီးတော့မှပြန်လဲပြီးတော့ကိုတားကြီးရဲ့ comeback လို့လည်းပြောလိုက်ရပါတော့ဒီနေ့မှာတော့အကိုအတွက်ကိုရောဒါလာပြီးတော့ဂုံပြူတာပေါ့ဘာလို့ဆိုတော့ဒီတချင်းနေထွက်လာဖို့အကိုလည်းအများကြီးပေါ့နော်ဟိုပြောရတယ်ဘာလို့ဆိုတော့ဘနုပညာသမားဆို emotion တွေဖြစ်ကြရလေဆိုတော့ဒီအချင်းနေလေးကြောင့်ဆိုတော့အကိုရဲ့လို့ကိုကဂီတဝါဒနာပါတဲ့လူကြီးကတော့ဂီတကိုဆက်လုပ်တဲ့နယ်လို့ကိုရဲ့ဖျားပေးတဲ့အတန်နဲ့ဒီအတန်လေးကို ဟိုဒါ gift ပေါ့နော် gifted ဖြစ်ပြီးသားဖြစ်တဲ့အတွက်ဒီတန်လေးနဲ့ကိုကပြန်ပြီးတော့မှဟိုရှောက်လန်းတင်နေဆိုပြီးတော့မှအကုန်းနဲ့လဲတိုင်တိုင်မြင်မြင်လေးနဲ့ဒီအခွေလေးကိုနောက်ဆုံးကြတော့ဒီနေ့မှတော့ထွက်ရှိလာပြီဆိုတော့လေအကုတ်အတွက်အများကြီးဝမ်းသာပါတယ်ဟုတ်အဝိုင်လေးကတော့ဝိုင်လေးရဲ့ Facebook ကိုကြည့်လို့ရှိရင်တော့အများတန်းတွေ့မှာပါဘောနော်ဝိုင်လေးကဒီဂီတလည်းလုပ်တယ်စီးပွားရေးလည်းလုပ်တယ်အဲចောင်းစာရေးလည်းလုပ်တယ်ဆိုတော့အခုဆိုရင်ဘန်ကောက်ကနေပြန်လာပြီးတော့နုပညာနဲ့အလန်းဝေးဝါးတဲ့ခါမှာတော့ဝိုင်လေးပြန်ပြီးတော့တချင်းတစ်ကလေးတွေနဲ့ပြန်ထွက်ဖို့ရှိရယ်ပေါ့နော်ဆိုတော့အဓိကတော့ဒီနုပညာ ာဆိုတာလည်းအားလုံးအဆင်ပြေတဲ့အချိန်လေးမှာတော့ပိုကောင်းတာပေါ့နော်ခံစားမှုခံစားလို့ကောင်းတဲ့အချိန်ဆိုရင်တော့ပိုခံစားလို့ကောင်းတာပေါ့နော်ဆိုတော့အချိန်ခါလေးတွေစောင့်နေရင်လည်းကိုယ်လေးအသက်လေးတွေအရလေးရလာပြီဆိုတော့ကိုယ်ရဲ့ဒီနုပြုံမှုလေးတွေလက်ကျန်လေးတွေရှိနေတဲ့အချိန်လေးမှာတော့ကိုယ်လှုပ်ချင်တဲ့ဝါသနာပါတဲ့ ရာလေးလုံမှာဖြစ်တဲ့အတွက်ဒါအနုပညာကိုပြန်ပြီးတော့မှအားဆိုင်ပြီးပြန်လုံမှာပေါ့နော်အခုတော့အနုပညာသမားတွေမှာစိတ်ခံစားမှုတွေရှိကြတာပေါ့နော်အဆင်ပြေတဲ့အရာလေးရှိတယ်လို့မပြေဘဲနဲ့အဆင်ပြေတဲ့ပုံစံလေးတွေနေရတဲ့ဟာတွေလည်းရှိတာပေါ့နော်ဆိုတော့အဓိကဝိုင်းတို့ဝိုင်းဘန်ကောက်မှာပဲနေနေပေါ့နော်ကိုယ်နိုင်ငံတခြားနိုင်ငံမှာလည်းကိုယ်တငယ်ချင်းတွေရောက်သွားတဲ့သူတွေလည်းရှိတယ်ဆိုတော့သူတို့နဲ့လည်းအများအား contact ကမပြတ်ဘူးပေါ့နော်ဆိုတော့အဲတချင်းစုနေရတဲ့အချိန်မှာမစိုးရတဲ့သူတွေရဲ့ခံစားချက်စုနေတဲ့သူတွေကိုမစိုးရတဲ့လူလူမျိုးပေါ့နော်ဆိုတော့အဲ့ဒီအရာလေး sharing အမြဲတမ်းလုပ်ပြီးဖြစ်တယ်ဆိုတော့ while you live ကတူတယ်လေအဲ့တော့ကိုဖြစ်ချင်တဲ့အချိန်လေးမှာ ကိုရဲ့ခံယူချက်တွေပေါ်မှာမူတည်ပြီးတော့မှအဲကိုစိတ်ဖြောင်းဖြောင်းနေပေါ့နော်အသက်ရှင်ကြမယ်အဲဝင်မလေးပဲနဲ့ကိုလှုပ်ရှားရှိတဲ့အရာလေးကိုအကောင်းဆုံးဟိုတယောက်နဲ့တယောက်မထိခိုက်ဘဲနဲ့လုပ်ကြမယ်ပေါ့နော်အဲ့ဒီစိတ်ကလေးနဲ့ပဲအားပေးဖြစ်တယ်ဟုတ်ဆိုဟို Facebook မှာတင်တဲ့အရာတိုင်းကအမှန်ကန်တချို့အရာလေးခံစားချက်တွေပြောတာပေါ့နော်အဲ့ဒါလေးတွေက မှန်ကန်ချင်မှမှန်ကန်မှာပေါ့နော်ချို့ကြတော့ဟိုပျော်နေရလို့ပြောပြမယ်နောက်ွယ်မှာကိုစိတ်ညစ်စရာတွေအများကြီးရှိကြတယ်လေဆိုတော့အဲ့အရာလေးတွေမှာပဲဟိုတယောက်နဲ့တယောက် Messenger မှာပဲ sharing လေးတွေအစ်စ်မှန်လေး sharing လုပ်ပြီးဖြစ်ကြတယ်ပေါ့နော်အဲ့အဲ့လိုမျိုးလေးပါပဲဟုတ်ကဲ့အော်ပြူပြူလဲတာတော့တိတ်မရှိပါဘူးရက်ရှည်တော့ဒီလိုပါပြူလဲပြန်ထားပါပေါ့နော်လူတိုင်းကတော့အမရဲ့ချိန်တိုင်းတော့မပျော်နေနိုင်ဘူးလေဟိုစိတ်ညစ်စရာကလည်းတစ်ချိန်လုံးကြီးလည်းစိတ်မညစ်နိုင်ဘူးဘာလို့ဆိုတော့ဟိုအလှည့်ပြောင်းဘဝအတက်ကြအများကြီးရှိတယ်ဆိုတော့လူတိုင်းမှာရှိတာဖြစ်တဲ့အတွက်ကိုစိတ်ညစ်စရာကြီးပဲပြောပြီးစိတ်ညစ်နေရင်တော့အချိန်လေးက ပြီးအကုံဝါးမှာပဲရှိရလေအဲ့တော့စိတ်ညစ်စရာဆိုရင်စိတ်ညစ်လိုက်တယ်ငိုစရာရှိငိုလိုက်တယ်ပြီးရင်တော့လည်းပျော်သွားတာပါပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုပဲနေရတာပဲဒါဘဝပဲလေနော်အဲ့အဲ့ဒီ lockdown ကို enjoy လုပ်ရတာအရာလည်းဘဝပဲလူဖြစ်ရတဲ့အရာပဲလေဆိုတော့အဲ့လိုတရားသဘောလေးပါလိုက်နော်ဒါဒါရင်ဆိုင်ကြုံရမှာပဲဟို အမအချစ်ဦးနဲ့ကွဲတယ်ဆိုလဲကွဲမှာပဲအဲ့လိုမျိုးပေါ့နော်အသက်ကွဲဆိုလဲကွဲမှာပဲအဲ့အရာကို enjoy လုပ်လိုက် enjoy လုပ်လိုက်ရင်ပြီးွားရောအရာဘာမှမဟုတ်ရာအားလုံးอ่ะလေဟိုအဲ့အဲ့ဒီစိတ်နဲ့ပဲဥမာကိုယ့်ကို Facebook မှာဝေဖန်တိုက်ခိုက်တယ်ဆိုလို့ရှင်လဲအော်သူတို့ပြောတယ်သူတို့အဲဒီဒါလည်းခဏပဲပြီးရင်နောက်တစ်ခုမှသူတို့ပြန်ချီးကျူးရင်လည်းချီးကျူးပြန်အောင်ဆိုတော့အဲ့အရာပေါ်မှာဘာမှစိတ်လည်းမထားတော့ဘူးဟို အဒီလိုပဲစိတ်ကိုဖြေးလိုက်တာပေါ့နော်အဲဘလို့ကွာချောင်းသွားလဲဆိုတော့အဓိကဝင်လေးစီးပွားရေးမှာလဲဒီနားနေတဲ့ချိန်မှာလဲဒီဟိုပါပေါ့နော်ဒီအเจ้าနေပါတယ်တက်ပြီးတော့ဒီပြီးွားတဲ့ချိန်မှာတော့စီးပွားရေးနဲ့ဘယ်ကတငယ်ချင်းနေမိတ်ဆွေတွေနဲ့ ရောက်သွားတဲ့အချိန်မှာတွေးခေါ်ရတဲ့မျိုးပြောင်းသွားတာပေါ့နော်ဒီအနုပညာဆိုတာလည်းစီးပွားရေးပဲဆက်ဆက်နေတယ်ရင်တော့ကတော့အနုပညာဆိုတာကိုဝါသနာပါတဲ့အရာလေးပဲလောက်တာပေါ့ဒါပေမဲ့ဒီအနုပညာဆိုတာလည်းနောက်ပိုင်းမှာ branding တခုပဲလေကိုယ့်ရဲ့ branding ကိုဘယ်လိုတည်ဆောက်မလဲကိုယ့်ရဲ့ image ကိုဘယ်လိုမျိုးဟိုပရိသတ်တွေကိုမြင်စေချင်လဲဆိုတဲ့အပေါ်မှာပဲရွေးချယ်သွားတာဖြစ်တဲ့တော့ mindset လေးတော့ change သွားတာပေါ့နော်အဲ့ဒီပေါ်မှာလည်းဖန်တီးရဲ့တခြင်းလေးတွေနောက်ပိုင်းမှာလည်းပြောင်းလဲသွားဖို့ရှိပါတယ်ဒါပေမဲ့ဝါလေးတို့ကတော့ငငယ်လေးတွေကဂီတကိုလုပ်ခဲ့တာဖြစ်တဲ့တော့ဂီတကိုတော့အနှစ်ရတာရှိတဲ့ အရာလေးတွေပဲကြံခဲ့ချင်တာပေါ့နော်ပြန်လဲကြည့်ရင်ကို့မှာဟိုဒီနောက်တရဆရာဆက်ဆရာကောင်းတဲ့အရာမျိုးလေးတွေတော့မရှိဘူးလို့တော့မရှိအောင်လို့တော့လုပ်သွားမယ်ပေါ့နော်ဟုတ်ကဲ့အော်ပြည်သက်တွေကိုအများတိုင်းစိတ်မညစ်ပါနဲ့စိတ်ညစ်ဆရာဆိုတာလူတိုင်းမှာရှိပါတယ်အရောက်စီတိုင်းမှာရှိပါတယ်မွေးကလေးကလေအာစိတ်ညစ်ဆရာတွေကအများကြီးဒါမွေးကလေးကရှိလာဖြစ်တဲ့အတွက်ပျော်စရာရှိရင်ပျော်လိုက်ပါစိတ်ညစ်ဆရာရှိရင်ခံစားလိုက်ပါပြီးရင်အရာအလုံးက အဲပြီးသွားမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးပဲဘဝကိုဖျက်တမ်းမှာလောကရန်ကတော့လူတိုင်းမှာရှိကြတာပဲဆိုတော့ဝိုင်လီတို့မှာလည်းရှိတာပဲဝိုင်လီတို့လည်းနုပညာရှင်ဆိုပေမဲ့ကိုယ်လည်းလူသားတစ်ယောက်ပဲခံစားရတာပဲကိုယ်ပြောရင် comment မှာမကောင်းပြောရင်ခံစားရတာပဲဒါပေမဲ့အဲ့ဒီအရာခဏပဲဆိုတော့အဲ့လိုမျိုးပေါ့နော်အဲဘဝကို enjoy လုပ်ပြီးတော့ပျော်ပျော်လေးပဲနေပါလို့ဟုတ်ပရိသတ်တွေအများတန်းကျမ်းမှာရှင်လန်းပါစေဝိုင်လီတို့ကိုတာကြီးတို့လည်းအဲအများတန်းအတူတူအသက်ကြီးသွားကြမယ်အတူတူအဲဘဝကို enjoy လုပ်သွားကြမယ်လို့အားလုံးပျော်ပျော်နေပါလို့ဟုတ်